KG ရဲ့ပြမှတ်ကိုဇေယျကမဖွင့်ခင်မှာနဲ့မှတ်သွားတဲ့ဆလွန် အားလုံးပဲမင်္ဂလာပါခေကြီးတို့ကကတော့ရဲ့နေရာအတွက်အမိုးရင်းကိုစခွက်လိုက်ပြီးတွေကစပိုးတင်းကကစားသမားတွေနဲ့တရင်တွေထွက်ခဲ့ပါတယ်အဲဒီမှာအသက်ဆက်ဖက်နဲ့အရွယ်သားရှိနေသေးတယ်လူငယ်ကျပွင့်ကစားသမားလေးဂျီယိုဗန်နီကွင်တာလည်းပါဝင်နေပါတယ်ကွင်တာညတော်မန်ဝင်းဘတ်အနေနဲ့ပါကောင်းကောင်းကစားနိုင်တဲ့လူငယ်ကစားသမားဖြစ်ပြီးတော့ငငယ်ရွယ်နဲ့ sporting list ပေါ်မှာပါနေရာရနေပါတယ်။ကွင်တာဒီဟာဒီအစမှာအမိုရင်းရဲ့နေရာပေးမှုနဲ့အတူ sporting senior အသင်းကြီးမှာနေရာဆောက်ရလာခဲ့တာပါ ိုးတင်အတွက်တိုင်ပွဲစုံ43ပွဲကစားပေးတိုက်ရမှာနှစ်ကိုးသွင်းပြီးရှစ်ကိုးဖန်တီထားပါတယ်။ဒါကြောင့်အပြူတဲ့ကစားသမားဆိုပေမဲ့လိုအပ်ရင်ဘယ်ချမ်းမှာပါကစားနိုင်ပြီးတော့တူးချင်းဖြတ်ကျော်မှုအပိုင်းတွေမှာလည်းကောင်းမွန်ပါတယ်။ကွင်တာလျင်မြန်မှုအပြူတဲ့ကစားသမားတူဖြစ်ပြီးတော့တာမန်ကျော်တစ်ချောင်းမှာအတက်အဆင်းမမြန်တဲ့ကစားနေနိုင်ပါတယ်။အရှိမဆူရင်လေကွန်တာဟာပိုတူဂီရဲ့ထွန်းတော်လာနိုင်ကြီးအရှိဆုံးကျယ်ပွင့်လေးဖြစ်သက်မှတ်ခံရပြီလည်းဖြစ်ပါတယ်။အရှိမလည်းပိုတူဂီ U21 တင်းတွဲကစားပေးနေပြီးတော့ La Mat International Break မှာပိုတူဂီလက်ရင်းစဉ်အသင်းကြီးတဲ့ရွေးချယ်ခံထားရပါတယ်။ လက်ရှိမှာ KG2 ရဲ့ညာချမ်းကဒါလော်ကဒီယာဒီမှာပုံမှန်ခြေဆန်းအောက်ကိုကြိုက်အောင်နေပါတယ်။အကြောင်း KG2 ကလည်းအမိုရင်ရောက်လာတဲ့အချိန်မှာကွင်တာကိုခေါ်ယူဖို့တက်ပြတ်ထားလာခဲ့ပါတယ်။ဒါပေမဲ့လည်း KG2 ထက်လက်ဦးမှုရယူသွားခဲ့တာကတော့ညီမလေးတို့အတင်ပဲဖြစ်ပါတယ်။ညီမလေးတို့ကဈေးကွက်တော်မဖွင့်သေးတဲ့အချိန်မှာကစားသမားခေါ်ယူမှုတွေဆက်လုပ်နေပြီးတော့ KG2 ရဲ့ပြတ်မှတ်ကွင်တာကိုလည်းဖျက်လုသွားနိုင်ပါတယ်။စလုံးတို့ကကွင်တာကိုပေါင်တန်၄၀နဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရယူနိုင်ခဲ့ပြီးတော့ပေါ်တူဂီမှာပဲဆေးဆွမှုကိုလှူဆောင်စီခဲ့ပါတယ်။ ကွန်ဒါစလုံးလုံးနဲ့အတူခုနှစ်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီးတော့ယခုနှစ်ရာသီကုန်ကြမှာမြန်မာပြည်နဲ့စတင်ပူပေါင်းတော့မှာဖြစ်ပါတယ်။ကေဂျီရိုဝါတကယ်နဲ့အဲ့ဒီမတိုင်ခင်ကလေးကကွန်ဒါကိုချိတ်ဆက်နေခဲ့တာဖြစ်ပြီးတော့ဇန်နဝါရီမှာလဲခေါ်ယူဖို့ကြိုးစားသေးတယ်လို့သိရပါတယ်။ဒါပေမဲ့ဘန်နာရီအချိန်ဒီကကေဂျီရိုအတွက်အဟန့်တားဖြစ်နေခဲ့ရတာပါ။ခီတိုအားကစားသမားတင်မခေါ်ယူခင်မှာအတင်းကကစားသမားတွေကိုအရင်ဆုံးရောက်ထုတ်ပြီးတော့ဘတ်ဂျက်ရှာဖို့လိုအပ်နေပါတယ်။ ကြောင်ကွန်တာကိုခေါ်ယူဖို့အတွက်လာမယ့်ညရသည်ကျမှစူးစမ်းမယ်ဆိုပြီးထားလိုက်ကမှဆလုံးတို့ကမှသွားခဲ့တာဖြစ်ပါတယ်။မိုရီယန်ကွန်တာကိုညာချမ်းထားပြီးတော့ဒေါ်ကူကိုဘယ်ချမ်းမှထားပြီးကစားချင်ခဲ့ပေမဲ့အခုတော့အဲ့လိုဖြစ်မလာနိုင်တော့ပါဘူး။အတောင်ကကြီးတို့အနေနဲ့လာမယ့်စီကွက်ကြရင်တခြား right wing တူကိုရှာယူသွားမလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။လူခေါ်ရတာကိုဆွဲလန်းနေတဲ့ညီမလေးတို့အတင်ကဘယ်အသင်းရဲ့ပြတ်မှတ်တွေကိုဘယ်လိုဖျက်လို့အောင်မလဲဆိုတာကိုလည်းစောင့်ကြည့်ရမှာပါ။ ဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။